ဒီပြမာဆိုတဲ့သူတွေဘာတုံးကြတဲ့လူလဲကြတာပြောမစွန်းတော့ကျတို့အကောင်ပလောင်ကလေးတွေအကောင်ပလောင်ကလေးတွေခွေးမဟုတ်သေးဘူးကြောင်မဟုတ်သေးဘူးတခြားအကောင်ပလောင်ကလေးတွေသူတို့ဘာမှမသိရဘူးဆိုပြီးတော့ကျတို့ကနေသူတို့အထင်သေးတယ်နော်ဟုတ်ပါဘယ်အေးဘာမှမှန်တာကိုသိမသိဘူးလေဟုတ်ပါမသိတဲ့ခါကျသူတို့လည်းအတုံးကြတဲ့လူလို့အတုံးကြတဲ့အကောင်ပလောင်နေလို့မှတ်တာပါနော်ဟုတ်ပါခွေးလောက်ကြောင်လောက်တော့မှကျွတော့နေပြီအတော့ကြတဲ့အကောင်ဆိုပြီးကျွတော့မှတ်သေးတယ်နော်ဘာလို့လဲဆိုတော့မှန်တာကိုမမြင်နိုင်မကြားနိုင်မသိနိုင်လို့ပဲ အဲ့ဒီမှာကြီးတွေထိုးပြီးလကောက်မယ်မန္တာကိုမြင်နိုင်အားမရှိဘူးကြားနိုင်အားမရှိဘူးသူတို့မသိဘူးဗျာဒါကြီးတရားသနာတော်တော့မသိဘူးဗျာကျုပ်ကတော့သိပြီဗျာကိုတွေးသိတာဗျာငါပြမဖြစ်ပြီငါမှန်မြင်သလားမြင်ဘူးမှန်ကြားနိုင်သလားမကြားနိုင်ဘူးမှန်သိနိုင်သလားမသိနိုင်ဘူးကချူရင်းပြီးသိတာတွေကိုကိုကိုတိုင်ကိုတိုင်သိတယ်ဗျာသိတဲ့ခါကျဒါတွေတော့ဖြင့်မဟုတ်တာတွေပဲတမန် ေနားမှာတဲ့ရှင်ညာနာပြောရတယ်ပေါ့နော်။ तू ကဒါပြမဖြစ်ပြီးအမှန်ကိုမြင်နိုင်လားဆိုမမြင်ဘူး။အမှန်ကိုသိလားဆိုမသိဘူး။အဲ့တော့အဲ့ဒီသဘောတရားဘယ်လိုလဲဆိုတော့ဒီတရားထိုင်မှာများတဲ့ပုံကိုယ်တွေပေါ့နော်။ရုပ်အာယုံတစ်ခုတည်းမှာပဲဖြစ်ပေါ့နော်။အမြဲတမ်းဆူဆိုက်ပြီးနေတယ်။အဲနေတော့じゃတော့ဘယ်လိုဖြစ်လာလဲဆိုတော့ဒီသူတို့ရဲ့ဒီအာယုံတွေချွတ်ရဲလာတယ်ပေါ့။အဲဆိုလိုတာကဗျာသူတို့ကဒါထမင်းစားရင်တောင်မှပေါ့နော်။ဒီဟင်းကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ပြောလိုက်အတူတူပဲ ဝတ်သားစားလို့ဆိုပြီးတော့လဲသူတို့ရှာပိုကောင်းသွားတာမျိုးမရှိဘူးအဲ့လိုပဲမကောင်းတဲ့ဟင်းဆိုပြီးတော့လဲသူတို့ရှာကသာသိုးနေတာမျိုးမရှိဘူးပေါ့နော်အဲ့တော့ဒါအမှန်ကိုမသိတာလို့ပဲပြောလို့ရတယ်တကယ်တော့ဒါအဲ့ဒါတခုတည်းမဟုတ်ဘူးဗျဒီအနက်အာယုံရဲ့ဒီရှာအာယုံရဲ့ခန္ဓာကိုယ်ထိတွေ့အာယုံပေါ့နော်အဲ့တော့အဲ့ဒီຢာတွေဒါသုံးခုလုံးကဒီတရားထိုင်တဲ့သူတွေမှာချွတ်ယွင်းနေတတ်တယ်အဲ့တော့ဒါငါတော့ဖျားစီသွားမှာပဲငါတရားပြမယ်လို့ဘူးမရှိဘူးဟာလေတရားဆိုပြီးလုံနေတာတွေက ဗြမလမ်းကြောင်းကိုတရားလမ်းကြောင်းလို့ထင်ပြီးဗြမမက်ကိုတရားမက်လို့အရိယမက်လို့ထင်နေကြတာလို့ဒီဝမက်ကိုအရိယမက်လို့ထင်နေကြတာလို့သူတို့မက်လွဲနေပြီလို့မက်ဆိုတာလမ်းကြောင်းပါပဲနော်လမ်းကြောင်းလွဲနေပြီပေါ့လမ်းကြောင်းလွဲရင်ကိုလိုချင်တဲ့ပန်းနိုင်ဆိုတော့ရောက်ပါမှာညာနော်တမလွတ်မြောက်တဲ့ညီချမ်းနေဆိုတာကျုပ်တို့ဘုရားဘာသာရေးပန်းနိုင်ကြရဝိမု ക്തി ရကျုပ်တို့ပန်းနိုင်မယ်လေတမလွတ်မြောက်တဲ့ညီချမ်းနေဆိုတာကျုပ်တို့ပန်းနိုင်ဆိုတော့လမ်းကြောင်းလွဲရင်အဲ့ဒီပန်းနိုင်ရောက်နေပါမလားဗျာရောက်နိုင်ပါဘူးရောက်နိုင်ဘူး အဲ့လိုမရောက်နိုင်တာဖြစ်တဲ့အတွက်ငါမရောက်နိုင်တာရင်မကဘူးလို့ဘယ်သူမှရောက်အောင်မပြနိုင်ဘူးပြမယ်လို့ရှိဘူးလို့သူတို့တောင်လမ်းကြောင်းလွဲကိုသွားနေပြီလေခုနတော့ကယူပပြမလမ်းကြောင်းကိုသွားနေပြီအာယူပပြမလမ်းကြောင်းကိုသွားနေပြီဒါကြိုးလို့ဖြစ်ဖြစ်ရှိတာတွေကအာယူပပြမလမ်းကြောင်းကိုသွားနေပြီအဲပိန်ဖောက်ရှူတာတွေကယူပပြမလမ်းကြောင်းသွားနေပြီဟာဒါလို့ဆိုတော့ရှိဘူးဟာဒါလို့ဆိုရင်တော့ငါလည်းမသိဘူးငါပြမယ်လူလည်းမရှိဘူး ဲဘယ်နဲ့လုံးမတူဘူး။ဟာဒီလိုဆိုရင်ဖျားစီပဲငါသွား။ဖျားမှတပါးငါပြင်ငါပြနိုင်တယ်သူမရှိဘူးဟာ။ဒီမှာအဲဖျားလွယ်ပြီတရားဆောင်တာဆိုတန်ခါတွေပဲမဟုတ်လား။ဒီမှာတန်ခါတန်ခါလောကမှာခုနအရိယာလန်ချောင်းပြနိုင်တယ်သူကမရှိဘူးလေ။မရှိဘူးဗျာ။မြတ်လန်ချောင်းကိုအရိယာလန်ချောင်းလောက်ပြနေကြတာလေသူ။ဒီဝါလန်ကြောင့်ကိုရိယာလန်ကြောင့်လုတ်ပြီးပြနေကြတာဒီဆိုတော့အဲ့တော့တန်ခါးစီမသွားနေတော့ တန်ခါကတော့မျက်မှောက်မှာတော့ရှိတယ်ပေါ့ဗျာတမန်တန်ခါစီမသွားနဲ့တော့ဖျားစီပဲသွားတော့ဆိုပြီးကျုပ်ကဖျားစီသွားတာတက်တက်ဖျားဘူးသွားတာနော်တမန်ရွှေတကုံဖျားဘူးသွားနေကမျိုးကြိုက်တိရုပ်ဖျားဘူးသွားနေကမျိုးမဟုတ်ဘူးဟုတ်ဘူးနော်တမန်ဖျားစီဘိုးကငါသွားမယ်ဖျားစကားကိုကြားတဲ့နေရာအထိငါသွားမယ်ဖျားဘယ်လိုယူသလဲဆိုတာဖျားစကားကြားတဲ့နေရာအထိသွားမယ်ဆိုတော့ကျုပ်ကလည်းဖျားစကားတွေကိုတခါနားထောင်ကြည့်နေပြီနားထောင်ကြည့်တဲ့အခါကျဖျားရဲ့ပြောတဲ့စကားက ခုနကစကားကြားတယ်တရဝတိပြီးနောက်ဖြစ်တယ်ဆိုတဲ့စကားကိုမြတ်စွာဘုရားပြောသလားဘုရားတရဝတိပြီးနောက်ဖြစ်တယ်ဆိုတဲ့အယူဆကိုမြတ်စွာဘုရားယူသလားဘုရားဆိုတာသူမပြောဘူးဟာဘုရားပြောတယ်ကြားတယ်ကျုပ်ဒါနဲ့ဆက်ဆက်ကြားတယ်ဘုရားမပြောဘူးတယ်တရဝတိပြီးနောက်မဖြစ်ဘူးဆိုတဲ့စကားကိုမြတ်စွာဘုရားယူသလားဘုရားပြောသလားဘုရားအာသူမယူသူမပြောဘူးအဲ့ဒီလိုကြီးကြားတဲ့အခါကျဟိုဘုန်းကြီးတွေလည်းကြားတယ်ကျုပ်ကလွဲတဲ့တန်ဃာတွေလည်းကြားတယ်ဟုတ်ပါ ကျုပ်လည်းကြားတယ်ကျုပ်ကအ내တိသွားပြီဘာဖြစ်လို့တိတာတော့လို့ဆိုတော့ကျုပ်ကဖះကိုရှာတာဖះရှာတာဆိုတော့ဖះပြောလိုက်တဲ့စကားဟာဖះပဲဖះဆိုတာဒီလိုစကားပြောတဲ့သူလို့ဆိုတာကိုကျုပ်ကတိတာဆိုတော့ဟိုသူတွေကကြားတာကြားတာပဲဖះဒီလိုပြောတယ်လို့ကြားတာဆိုရင်ဖះမပြောဘူးသူတို့ကသူတို့တိနေတာကသူတို့တွေကိုဖះကနောင်ဘောက်မောင်းနေတယ်လို့ နောင်ဘွားမောင်းတဲ့ခါမှာတော့မှကြောက်တိကြောက်တော့နောင်ဘွားကိုမရောက်ဖဲနဲ့စူးစူးပြေးပြေးနောင်ဘွားကိုရောက်အောင်မောင်းတယ်အဲနောက်ဆုံးပိတ်ကြတော့ဘယ်ဘွားမှမဖြစ်တော့တဲ့အဖြစ်စီကိုရောက်အောင်ဖះမောင်းနေတယ်လို့သူတို့သိထားတာသူတို့သိထားတဲ့ဖះကနောင်ဘွားကိုတို့ကိုမောင်းနေတယ်ဖះလို့သူသိထားအခုပြောတယ်ဖះ तू အဲ့ဒါ ड़ी မပြောဘူးလို့ तू ပြောပြီဆိုတဲ့အခါကျတော့သူတို့ကဖះရှာတာမှမဟုတ်တာဆိုတော့ ဒါကြားလို့လဘန်းသူကျုပ်ကတော့ဖျားရှာတာဆိုတဲ့ခါကျတော့ဟာဒီလိုဆိုရင်တော့ငါတို့လွဲနေပါအဲ့မှာဒုတိတဲ့ဖျားကဒုတိတဲ့ဖျားရဲ့ဟောကြားချက်ကဟောကြားချက်လို့ဆိုတာဟာရီကဖျားကဟောကြားချက်မဟုတ်ပါလားအခုဖျားကတော့ဘဝတွေကိုဖြစ်တယ်လို့မဖြစ်ဘူးလို့ဆိုတာမပြောဘူးလို့ပြောပေမဲ့ဟိုတို့အရင်တော့အတိတယ်ဖျားက तू ကတခါတည်းအဝိဒံတရားမင်းကြီးဖြစ်ခဲ့တာဆိုသလိုလိုတမဟာတခါတည်း ဟောရဆသရန်စီမင်းကြီးဖြစ်ခဲ့တယ်ဆိုသလိုလိုဘူရိဒနဂါမင်းကြီးဖြစ်ခဲ့တယ်ဆိုသလိုလိုဆရှိပြောဗျာတမငါငါတဲ့အကောင်မလောင်နေမျိုးစုံသူဖြစ်ပြအမကြီးဖြစ်ပြတာနဲ့အကုံတဲကြီးဖြစ်ပြတာနဲ့ရှင်ဘင်ကြီးဖြစ်ပြတာနဲ့တတောင်းသားဖြစ်ပြတာနဲ့ပေါ့ဗျာကျို့လိုဗျာသူကိုယ်လည်းအကောင်မလောင်နေဖြစ်ခဲ့တယ်လို့ဆိုတာမျိုးပြောနေတယ်လို့ကျို့လိုကသိတယ်ဗျာတမဒါပြန်အဲ့ဒါဖျားဟောလာလဲရပြီကျို့လိုတမ အခုဒီမှာတော့ဗျာ तू မပြောဘူးလို့ပြောပြီးတော့အခုဟိုကခိုးပါကြတော့ပြောတယ်လို့ဆိုတော့ဒီနှစ်ခုကရှင်းလိုက်ပြီဆိုတော့လို့ဆိုရင်ဗျာတပါးတည်းကနေပြီးတော့စကားနှစ်မျိုးပြောသလားတပါးစကားနှစ်မျိုးပြောသလားဆိုတော့ဟာဗျာဆိုတာတော့စကားပဲနှစ်ခွပြောရမှာတော့တာမန်တီကြီးတဲ့လူတော်စကားဆိုတာနှစ်မျိုးမပြောဘူးတပါးဆိုစကားနှစ်ခွမပြောဘူးဆိုရင်ကဲတယ်လို့ဆိုရင်ဘယ်ဟာဗျာဟောလဲအဲ့ဒါလို့ဇာတကတွေကဗျာဟောလားတပါးအဲ့ဒါလို့တမိုင်းတွေကဗျာဟောလားတပါး ဘုရားသမိုင်းကလည်းဘုရားဟောမဟုတ်ဘုရားဘုရားသူသမိုင်းကိုသူမဟောခဲ့ဘူးသူမပြောခဲ့ဘူးနောက်သူတွေကနေသူသမိုင်းတော့လာအဲဇာတကတွေကလည်းအထက်ကထာတွေကပြောတာဟုတ်ပါဘူးသူမပြောဘူးအခုကတော့သူပြောတာသူတည့်ပြောနေတယ်စကားဟုတ်ပါဘူးဟေးဒီလိုဆိုရင်တော့ဘုရားအစ်စ်ကအခုသူမပြောဘူးလို့ပြောတဲ့စကားဟာဘုရားအစ်စ်ကပြောတဲ့စကားဟုတ်ပါဘူးဆန္ဒစီမင်းကြီးဖြစ်ခဲ့တယ်လို့ ဝိတန်တရားမင်းကြီးဖြစ်ခဲ့တယ်လို့ဆိုတာဇာတကကနေပြီးတော့ပုံဖော်ပြောတာတမဟာဒါလို့ဆိုရင်အထကထာကပြောတာပဲတမတို့ကအထကထာပြောတဲ့ဘုရားကိုဘာလို့ယုံနေရမှာလို့တမတကယ်ဘုရားကပြောတဲ့စကားကိုကြားပြီးတကယ်ဘုရားကိုဒုတိယပါပေါ့သူတို့ဆိုလိုတာကတော့ပြင်ဒါကိုလူတိုင်းကြားပြီးမယ်ကျုပ်ကတော့ဘုရားရှာသမားဆိုတော့ကဲဆင်းခြင်းပြီးမဟုတ်လားတမအဲ့လိုဆင်းခြင်းတဲ့အတွက်ကျုပ်ကတော့ဒါသိတာပေါ့နော် အဲ့တော့သူ့လိုလားတော့ပြင်အဲ့လိုကိုခုခုကြီးတွေအဆင်ချင်ဟုတ်ပါတော့တင်ပါအဲ့တော့ပြောမစင်တော့ကျုပ်တို့နဲ့ဒီခုခုကြီးတွေနဲ့ခြားထားချက်ကတန်ခါနဲ့ခြားထားချက်ကဒီထေရဝါဒတန်ခါနဲ့ခြားထားချက်ကဒါအဲ့ဒီကနေစတာပဲဗျာအဲ့ဒီကနေစရင်မှနောက်တော့ဒီလိုဆိုရင်သူ့ဖျားကဘာကိုဟောတတုံးဆိုမေးတာဒါလည်းအကြီးကျယ်ရှားပါတယ်ဘယ်သူမှမရှားဘူးဟုတ်ပါ ဘသူဒီရှေ့ဘဝနောက်ဘဝယူဆကနေပဲဒီတရားဝါဒနဲ့မိုးပြဆိုတာက လုံးဝကိုဒီကြီးကြီးမားမားကြီးကိုကွဲပြားသွားပြီပေါ့နော်အဲ့တော့အဲ့ဒါကဖြစ်နိုင်လားဆိုရင်ဖြစ်နိုင်တယ်လို့ပဲပြောရမှာဘာကြောင့်မို့လဲဆိုရင်ဒီရှေ့ဘဝနောက်ဘဝနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘာမှမယူတော့ဘူးလို့ ဒါပရမသုံးပေါ့နော်ကိုယ့်ကိုလက်ခံလိုက်လို့ယင်ဒီတန်တရားဆိုတဲ့အရာတွေကံကံရဲ့အကျိုးတွေအဲပြီးတော့ဒါနိဗ္ဗာန်ဆိုတဲ့အရာတွေမတ်ဖို့တွေပြောလိုက်အကုန်လုံးကိုပြပြန်ပြီးတော့စဉ်းစားရမယ့်သဘောမျိုးဒီဝနာဝနဲ့ပတ်သက်လို့ယင်ဖះမယူဆိုရင်ဒီကံကံရဲ့အကျိုးတွေဒီတန်တရားတွေဒီနိဗ္ဗာန်တွေမတ်ဖို့တွေဒီအရာတွေဘာကြောင့်ဟောခဲ့တာလဲဆိုတာမျိုးကိုအဲပြန်ပြီးတော့လဲရှာဖွေရတော့မယ်ပြန်ပြီးတော့လဲစဉ်းစားရမယ်ဘယ်သူမှမရှာဘူးအဲပရမတ်တန်ခါတာလဲတန်ခါဆိုပြီးတော့ ရှေးခါကဒီဒီတန်ခါလောကထေရဝါဒတန်ခါဘာပြောသလဲဆိုတော့ထေရဝါဒတန်ခါကထေရဝါဒရဲ့တန်ခါရဲ့ဥဆောင်အဋ္ဌကထာဆရာကြီးကဘာပြောလဲဆိုရင်တော့တစ္ဆာနှစ်ပါးရှိတယ်လို့ပြောတယ်။ဒုဝိတစ္ဆာနိအခါတိတစ္ဆာနှစ်ပါးကိုငါဖျားဟောကြားတော်မူတယ်လို့ဘယ်လိုပြောတယ်ဗျာ။ကြည့်လို့လာကြတယ်။ဟုတ်ပါဘူး။ဒီဟုတ်ပြီ။ပြန်နိုင်ကြနော်။ဟုတ်ပြီ။ တူဝိသ္စာနိအခါတိဆိုတော့တရားကိုသစ္စာကိုနှစ်ပါးဟောတယ်လို့သူကပြောတယ်ဘာသစ္စာတွေလုံးစင်လဲတပုတိပရမတ်ထင်စာဟာတပုတိသစ္စာနဲ့ပရမတ်ထသစ္စာဟောတာအထဆရာအထကရဆရာကြီးကိုယ်တိုင်ကဘုရားမဟောတဲ့သစ္စာနှစ်ပါးကိုမှဘုရားသစ္စာနှစ်ပါးအဲ့ဒီသစ္စာနှစ်ပါးပဲဟောတယ်ပြောတာဗျာတတ္တိယနုပလဗတိဆိုပြီးတော့အဆုံးဆုံးတတ္တိယမြောက်သစ္စာမရနိုင်ဘူး မရှိဘူးပေါ့ဗျာတစ္ဆာဆိုတာတတ္တယတစ္ဆာရှိဘူးပေါ့တစ္ဆာနှစ်ပါးတည်းရှိတယ်လို့အဲ့ဒီတစ္ဆာနှစ်ပါးတည်းလို့ဆိုတာဘုရားမပြောတဲ့တစ္ဆာနှစ်ပါးဘုရားပြောတဲ့တစ္ဆာကြတော့မရှိဘူးတစ္ဆာလို့တို့လောက်တာတစ္ဆာမရှိဘူးလို့တို့ပြောရတာပြောမှမရတာတော့ကြားပါ့မယ်နော်တမပါဗျာဟုတ်ပြီကြားဆက်ဟုတ်လောက်မယ်နော်တမပါဗျာဟုတ်ပြီလာပြီကြတော့အဲ့တော့ဆိုလိုတာကတော့ဖြင့်ဒီ ဒီဟိုဒီတန်ခါပေါ့ဗျာဒီထေရဝါဒတန်ခါကဘုသူ့ကိုဥဆောင်ထားတော့ဆိုသူတို့ဥဆောင်ထားတာကအထက်ကထာကိုဥဆောင်ထားတယ်မရှင်ဘုဒ္ဓဘောတာပေါ့ဗျာတယ်မဟုတ်ဘုအစဘုဗုဒ္ဓဆိုတာဗျာအစပေါ့ဗျာဘုအလေဆိုပြီးတော့ရှင်ဘုဒ္ဓခေါ်တာကအလေဖျားပေါ့ဗျာဘုအဆုံးဆိုပြီးတော့ဗမာပြည်ကဘုဒ္ဓရောက်ကိုလည်းပဲသူတို့ကတခါလေအဆုံးဖျားဆိုပြီးတော့ဆရာတော်ဥပုပ်ပေါ့ဗျာဆရာတော် ဘုဥ္စဘုဥ္လေဘုဥ္ဆုံဆိုတော့ဒီသာသနာတော်မှာပုံသုံးဖို့ရှိတယ်လို့များတော့သူတို့လှုပ်တာဟာရှင်မိုးတကောသားကိုသူတို့ကဘယ်လိုပဲကိုခေါင်းကမချနိုင်ဘူးရှင်မိုးတကောသားသူတို့ခေါင်းကိုင်ထားတဲ့ပုဂ္ဂိုလ်ပဲဟုတ်ပါအဲအဲ့လိုမျိုးလို့ဆိုတော့အဲသူတို့ကသစ္စာ၂ပါးပဲရှိတယ်လို့သူတို့ပြောတယ်အဲ့သစ္စာ၂ပါးဆိုတာကိုကျွတ်တို့ဝေဖန်ပြတယ်သူတို့ပြောတဲ့သစ္စာ၂ပါးကဘုရားပထမဆုံးတရားဟောတယ်ဘုရားဖြစ်ပြီးနောက် ပထမဆုံးတရားဟောတာကိုကျွန်တော်တို့သိကြပါပါဘာလဲလို့ဆိုတော့ဓမ္မဆက်ကဘုဒ္ဓတန်တုတ်တန်ဆိုပြီးတော့ဓမ္မဆက်ကြဟောတယ်အဲဓမ္မဆက်ကြကိုဘုရားဟောတဲ့ခါမှာဒါဓမ္မဆက်ကြကဘုရားရဲ့တရားတွေထဲမှာအစဆုံးတရားတရားဥတရားဥတင်ပြောတတ်ကြပါတယ်ဓမ္မဆက်ကြဟောအဲ့ဒီတရားထဲမှာတရားဥထဲမှာမှာအဥဆုံးစကလုံးမှာကိုပဲအဲ့ဒီသစ္စာနှစ်ပါးကိုပုတ်ချတယ်ဘုရားပုတ်ချခဲ့တယ်အဲ့ဒီ ဘုရားဟောတယ်လို့ပြောခံရတဲ့တိစ္ဆာတစ်ပါးကိုအဲ့ဒါပါလဲဆိုတော့ဘုရားအစဆုံးပြောလိုက်တဲ့တရားထဲမှာအစဆုံးဟောလိုက်တဲ့စကားလုံးကဒွေမေဘိက္ခဝေအန္တာလို့ဒါဝကြတော့မဆုံးသေးဘူးပပိစီတေနနတေဝိတာပါပပိစီတေနအရိယတရားကိုကျင့်နေတဲ့သူတွေဟာတဲ့ဒွေအန္တာအစွန်းနှစ်ပါးကိုနတေဝိတာပါမမေဝဲအောင် ဟောတဲ့ရှောင်းပင်တိစ္ဆာနှစ်ပါးကိုအရင်ပြောရတာဗျာတခြားစကားမပြောဘူးဗျာသူဟာဒီသာဝကီတို့စီကိုသွားဒီသာဝကီတို့ရဲ့အပြုစုတွေခံမဆိုမီတရားဟောတော့မယ်ဆိုတဲ့ခါကျအစအစသူ့ပစ္စက်ကထွက်လာတာကတွေးမယ်တွေးရှောင်းပင်တိစ္ဆာနှစ်ပါးသူကပြောတယ်တွေးထုတ်ပြီးတော့နှစ်ခုကွာဘာလို့လဲအန်တာအစွန်ရောက်နေတဲ့တိစ္ဆာကွာအန်တာတွေးအန်တာအစွန်နှစ်ပါးလား ကဲကြည်သားညာအဲ့ဒီအစွန်းတစ်ပါးအသစ္စာနှစ်ပါးတမအဲ့ရှင်ဘုဒ္ဓဘာသာပြောတဲ့သစ္စာနှစ်ပါးသမုဒိံပရမထင်္ဆာသမုဒိသစ္စာနဲ့ပရမထသစ္စာအစွန်းတစ်ရက်တစ်ခုကပရမထသစ္စာနောက်အစွန်းတစ်ခုကသမုဒိသစ္စာတမကာမတုခဏိကနိယောဂဆိုတာကသမုဒိသစ္စာအတ္တကိလမထနိယောဂဆိုတာကသဘာဝသစ္စာပရမထသစ္စာရှင်ဘုဒ္ဓဘာသာကရှောင်ရမယ်လို့ဆိုတဲ့ဘုရားပြောတဲ့ သစ္စာ၂ပါးကိုအဲ့ဒီသစ္စာ၂ပါးပဲဘုရားဟောတယ်လို့ပြောတယ်ဗျာတတိယသစ္စာမရဘူးလို့ဆိုတယ်နောက်ထပ်သစ္စာကိုပြောနေမှရှိဘူးတဲ့ကဲအဲ့ဒါကိုအဲ့ဒီအထကရာဆရာကြီးကိုကိုးကွယ်ပြီလို့ဆိုတော့ဘယ်ဒီထေရဝါဒဗုဒ္ဓဘာသာတွေကဘယ်လိုလုပ်ပြီးနလန်းထုတ်တယ်ပါတော့ဒီလိုလိုပဲပေးတဲ့သူစီတွေဟာယူစားပေးတဲ့သူစီကနေများများပေးအောင်ပြန်ပြီးတော့တောင်းဒါလုပ်နေကြပါပေါ့တမ ဟုတ်ကဲ့နော်တရားဟောကြတယ်ဆိုတာညံ့ရပြီးအောင်ပဲဟောတာတော့အဲ့ညံ့ပြီးလို့ရတဲ့ဟာတွေကိုသုံးသပ်ပြီးနေအဲ့ပြီးတော့လည်းပဲအဲ့တရားတွေဆက်ဟောသူတို့ဒါလုပ်ကြည့်ကြတာပဲအဲ့ဒီလို့ဟောတာကနည်းနည်းအီးလာပြီလို့ဆိုတဲ့ကြာပရိဟိတတွေတော့လှုပ်လာကြပြီပေါ့ဗျာခုတော့ဒါနောက်ဆိုရင်ပရိဟိတတွေပဲလှုပ်ပါဒါအဲ့ဒီကုန်းကြီးလေးအဲ့ဆိုလိုတာကတော့ဖြင့်ဒီတစ္ဆာနှစ်ပါးရှောင်းဝင်းတစ္ဆာနှစ်ပါးသမုဒိတစ္ဆာနဲ့ပရမထတစ္ဆာသမုဒိတစ္ဆာလို့ပြောတော့လေသကလုံးကိုနဲ့မရင်းနှီးဘူးလို့ထားလိုက်ပါတော့ ပရမတ္ထသစ္စာလို့ပြောလဲစကလုံးကိုယ်နဲ့မယဉ်နှီးဘူးလို့ထားလိုက်ပါတော့ဒါကိုယဉ်နှီးအောင်ပြောကြသို့ဆိုလို့ရှိရင်လူကျုပ်တို့လူဟာအကောင်ပလောင်ကြီးဖြစ်တဲ့လူကောင်ကြီးထင်ရှားနေတယ်အကောင်ပလောင်ကြီးအဲ့ဒါလည်းသစ္စာတစ်ပါးပဲပေါ့ဒါလူကောင်ကြီးဟာဒါအစုသစ္စာပေါ့ဘုန်းကြီးတို့ကောင်ဒီထက်မှအစိတ်ပိုင်းတွေအများကြီးရှိတယ်ကျုပ်တို့ပြောမစိမ်းတော့32ခုထားတာရှိတယ်ပေါ့အဲအသွေးတွေသားတွေကြောတွေရိုးတွေအဲဆိုရင်နေမွေးညင်းတွေအစရှိပြန်ကြမ်းကြမ်းပြောလိုက်လို့ရှိရင်ဒီတဲ့စိတ်စိတ်ပြောလိုက်လို့ရှိရင်တော့ အာပရမတ်တွေပေါ့နော်ဓာတ်တွေတဘာဝတွေအဲ့ဘထူအဘဒီသောဘာရောအစရှိတဲ့အာဃာရတို့အာဟာရတို့နဲ့တခါတူတာတဘာစိတ်ပိုင်းနေရှိတယ်ဒီစိတ်ပိုင်းနေစုပေါင်းစုပုံပြီးတော့ဖြစ်ထွန်းပြီးတော့ညီညွတ်ပြီးနေတာရအကောင်ကျုပ်တို့အကောင်အဲ့ဒါသမှုတိသစ္စာဗျာအဲ့ဒါသူဖျားမပြောတခါအစိတ်ပိုင်းဖြစ်တယ်ဓာတ်တဘာဝတွေဖြစ်တယ်ပရမတ်တွေအဲ့ဒါကြီးလည်းသူမပြောဘူးလို့ဖျားပြောတယ်ဗျာ အဲ့တော့ဒီသစ္စာနှစ်ပါးသူမပြောဘူးလို့ဆိုတော့ဒါပြန်အကောင်လည်းသူမပြောဘူးအဲ့ဒီအကောင်ရဲ့အစိတ်အဖဲ့တွေဖြစ်တဲ့သဘာဝတွေကိုလည်းသူမပြောဘူးဒါလေးခင်ဗျားတို့သိတဲ့ဘောတော့ထားဖို့ကောင်းတဲ့အရာလေးပါဗျာကျုပ်တို့လူလောကမှာကျုပ်တို့လူလုံနေကြတယ်ဆိုတဲ့အကောင်တွေကိုကျုပ်တို့ဂယူထားရပါတယ်အကောင်တွေကိုဂယူထားရပါတယ်ဆိုတာဟောဒါတော့ငါသားလေးပဲဒါတော့ငါသမီးလေးပဲဒါတော့ငါမိဘပဲဆက်ရှိတွင်ပါဗျာ သူတို့အကောင့်တွေကိုဂရုထားကြရပါတယ်အကောင့်တွေဂရုထားတော့လည်းပဲပူလဲပူရပါတယ်ဒီအကောင့်တွေနဲ့ပဲပျော်နေပေမဲ့ဒီအကောင့်တွေနဲ့ပဲငိုရတာတွေလည်းပဲဖြစ်ကြပါတယ်တမအဲဒီအကောင့်တွေဟာတကယ်ကြတော့ဒီအနေနဲ့လေးထားမယ်ဟာမဟုတ်ဘူးလို့သူတို့ပြောအောင်ပါဗောနောတခါအဲ့ဒီအကောင့်တွေနဲ့ညီငွေပြီးတော့သွားကြတဲ့လူတွေလည်းရှိတယ်အာဒီသူတွေနဲ့တော့ပေါ့ကူမောင်းကျင်တော့ပေါ့ဒီသူတွေနဲ့လွတ်ရတာပြေးကျင်မာတော့တယ်ဆိုပြီးတော့ပြေးပြန်တော့လဲနေတတ်ဘူးပြ မနေတတ်တော့ဘာလို့ဆိုနေတတ်အောင်တဲ့စိတ်ပိုင်းတွေကိုကြည့်နေရတယ်စိတ်ပိုင်းတွေကြည့်တော့တစ်ခါပထွေအားဘလူအဘောဘလူတီသောဘလူဒီလူတွေကိုပထွေအားရောတီသောဘရောချပြပြီးတော့ညံနှင်းချပြရတာပေါ့ဒီလူတွေကလူတွေမဟုတ်ဘူးပထွေအားရောတီသောဘရောဒီဖြစ်တယ်ဒီလူတွေကလူတွေမဟုတ်ဘူးရုတ်တရက်နန္ဒတရဲ့အစုဝေးတာဖြစ်တယ်နဲ့ရှုရတာအဲလိုရှုတာကပရမတ်ထသစ္စာအဲလိုလဲရုတ်တို့ဖျားမပြောဘူးရုတ်တို့အစိတ်ပိုင်းတွေကိုလည်းပဲ အရေးထားပြီးသူစကားနဲ့ထည့်ပြောပြလို့ခင်ဗျာဒီအစုအဝေးတွေလည်းပဲအကောင်ပလောင်တွေကိုလည်းပဲအရေးထားပြီးတော့ပြလို့ခင်ဗျာမပြောဘူးခင်ဗျာအဲ့တော့အကောင်လည်းမပြောဘူးအစိတ်လည်းမပြောဘူးလို့ဆိုတဲ့အခါကျတော့လူကိုခင်ဗျာဘယ်လိုလုပ်ပြောတော့မှာလဲလူမရှိဘူးလို့ပြောမှာလားအကျိုးတော်ဘုရားဗဒာရောက်ထားတာတော့လူရှိဘူးဆိုတာရောက်ထားတယ်။ဒါဘုရားဗဒာလောက်ထားတယ်။ဘာလဲ။ဟေတုဟေတုသမယုတ်တက္ကနာတဝနာ။တန်တမုထန္တနိစ္စရူပနာဟေတုပစ္စေနာပစ္စယောတဲ့ တော့24ပြည်စီနဲ့လောရတယ်24ပြည်စီကဘာလို့လဲဆိုတော့ဘာမှရှိဘူးလို့ပြောတာဗျာငါတို့အဲ့ဒါဒီထီတော့မရောက်ကြဘူးဘူးမမရောက်ဘာလို့လဲဆိုတော့ပေါင်းပုံတစ်လုံးလို့ပြောလိုက်လို့ရှိရင်ဒီပေါင်းပုံတစ်လုံးထဲမှာဂျုံမုတ်ပါတယ်ဒီပေါင်းပုံတစ်လုံးထဲမှာတကြားလဲအတန်ရံပါတယ်ဒီပေါင်းပုံတစ်လုံးထဲမှာနိုးလေးနိုးမုံလေးလဲအတန်ရံပါတယ်ဒီပေါင်းပုံတစ်လုံးထဲမှာရေလဲပါတယ်ဒါဒီစုပြီးတော့နေနေတဲ့ဟာကနေဖတ်ပြီးတော့ခါတယ်မီးနဲ့ခေါ်လာတော့ဘာလို့လဲပါပါပေါ့ဗျာ ဲ့တော့ဖုတ်လိုက်တဲ့အချိန်မှာပေါင်ပုံးတစ်လုံးဖြစ်လာတယ်မှန်ပါအဲပေါင်ပုံးကိုပေါင်ပုံးလို့တီးလိုက်ရင်စားရတယ်ပေါင်ပုံးကိုဂျုံပုံးတို့အဲတကြားတို့ဘားတို့အစိပ်ပဲနဲ့တီးလိုက်လို့ရှိရင်အဲပေါင်ပုံးရင်လို့လဲစားစရာဟုတ်ဒီဘက်ဒီမဟုတ်တော့ပါလား ဒါဒါပရမသောဓမ္မစัจ जा တရားမှာပဲဒီအစုရဲ့အစိတ်ရဲ့ပေါ့နော်အဲအဲ့ဒီနှစ်ခုဆိုတဲ့ဒါဆွန်တရားကိုဒါဘုရားရှောင်ញင်ခိုင်းခဲ့တယ်ပေါ့နော်အဲ့တော့ဒါဘယ်အရာနဲ့နေထိုင်ရမလဲဆိုတော့တော့ဒါစင်ညာနာကတော့မဟောသေးဘူးပေါ့နော်တကယ်ကတော့ဒါစင်ညာနာဟောတဲ့တရားတွေရဒီအမှုဆိုတဲ့အရာပေါ့နော်ဒီလူတွေလုပ်တဲ့အရာတွေအထူးသဖြင့်ကံနေပေါ့နော်အဲ့ဒီအရာတွေဝဲဒါဘုရားကဟောခဲ့တယ်ဒီအစိတ်ရဲ့အစုရဲ့အမှုရဲ့ဆိုတဲ့ဒီရှားသုံးမျိုးကို နားလည်ခြင်းနဲ့ဆိုရင်တော့ ကျွန်တော်ဒီဘရိုရဲ့ရှေ့နားမှာပေါ့နော်ဒီဘောရကွင်ဆရာတော်ရဲ့အရှင်ညာနာရဲ့ဆွေးနွေးထားတဲ့တဲကဒီအစိတ်ရဲ့အစုရဲ့အမှုရဲ့ဆိုပြီးတော့ဒီ၃မျိုးပေါ့နော်အဲဆရာတော်နှစ်ပါးလည်းအဲ့ဒီထဲမှာဆွေးနွေးထားတယ်ကျွန်တော်ရှင်းလင်းထားရလည်းရှိတယ်တကယ်လို့ကောင်းကောင်းနားလည်ခြင်းနဲ့ဆိုရင်တော့အဲ့ရှေ့နားဗီဒီယိုကိုတွားပြီးတော့ဒါရှာပြီးတော့ကြည့်လိုက်ပေါ့နော်ဘာမို့ဆွဲပြေးသွားတယ်ပေါ့ဗျာဆိုလိုတာအဲ့တော့အဲ့လိုမျိုးလို့အစိတ်ပိုင်းသိလို့ရှိရင်အပေါင်းကိုအာတာမရှိတော့အဲ့လိုလေလူပဲ သိချစ်နေတဲ့လူတယောက်ပဲအဲ့ဒီလူတယောက်ကိုဘထုရဟောတေတော်ဝါရောရုတ်တက်နန္ဒတ်တင်နေကြိလိုက်လို့ရှိရင်အဲ့ဒီလူပေါ်မှာချစ်တာတွေကြိုက်တယ်ရော့ပါဘောလားအဲ့ဒီလူမျိုးလိုပဲပထမအဲ့လူရော့ကောင်လောက်ဖြစ်တာဘာမှမရှိဘူးဆိုတာမှသူကနေကုန်းချုပ်တာဘာမှမရှိဘူးဒါပြင်မဲ့ဒါနိဗ္ဗာန်ဟုတ်ဗျနိဗ္ဗာန်ဆက်အောင်သူကနေပြောတယ်ဆိုပြီးတော့အဲ့ဒါပြောတာဗျအဲ့တော့ပြောမစရင်အဲ့ဒါဗုဒ္ဓဘာသာလောက်ထားတာဘုဒ္ဓမုပရမထသစ္စာနဲ့ဗုဒ္ဓဘာသာလောက်ထားတာဗျ ကျွတ်ဘုရားအပြင်အဲ့ဒါမပြောဘူးတဲ့လူကိုကျွတ်ဘုရားဘယ်လိုမြင်ရမှာတုန်းသူလူတွေကိုမမြင်ဘူးလားဒီမှာဟောပြောကြရရှိတယ်လူတွေမမြင်ဘူးလားဆိုတော့အစုတစ္ဆာလဲ तू ကမတော့ဘူးလို့ဆိုတဲ့ခကြအစုတစ္ဆာလဲ तू အရင်ထားဘူးဒီကအစိတ်တစ္ဆာဖြစ်တယ်ပရမတ်တွေလည်းပဲ तू သဘောမထားဘူးလို့ဆိုတော့အစိတ်တစ္ဆာလဲ तू စကားတစ်ထည့်မပြောဘူးဆိုစဉ်လူကို तू ဘယ်လိုပြောလဲလူကိုဘာပြောမလဲဆိုလူတွေကတယောက်တစ်ယောက်စကားပြောကြတယ် တယောက်နဲ့တယောက်ပေးကြယူကြဟုတ်ပါတော့လူကြရက်ကြဖက်ရှင်ဖြစ်တော့အဲတယောက်နဲ့တယောက်လူလာတဲ့အနေထိုင်နေမလူလာတဲ့အနေထားတွေနဲ့လည်းပဲမျက်နာဟန်ပါနေပြပေးတာမျိုးချက်ထိုင်ရအဲ့ဒါတွေကတော့ဘယ်လိုမျိုးပြောဆိုရင်ပြုမှုရနေထိုင်ရင်အဲတယောက်နဲ့တယောက်မတင့်မမြဖြစ်မယ်မငြင်းမချဖြစ်မယ်ဘယ်လိုပြုမှုပြောဆိုနေထိုင်ရင်တော့တယောက်နဲ့တယောက်ငြင်းငြင်းချမ်းချမ်းဖြစ်မယ်လို့ဆိုတာအမှုပဲပြောတယ်ဒါတွေကအမှုတွေလူရဲ့အမှုတွေ လူမှရှိတာကအမှုရှိမှမသိရအကောင်ကိုကြည့်ပြီလို့ဆိုလို့ရှိရင်အမှုမမြင်တော့အကောင်ကိုကြည့်ပြီလို့ဆိုလို့ရှိရင်အစိတ်လည်းမမြင်တော့အစိတ်ကြည့်ပြီလို့ဆိုလို့ရှိရင်အကောင်လည်းမမြင်တော့အမှုလည်းမမြင်တော့ရှိခါတော့အကောင်ကြည့်တာနဲ့အစိတ်ကြည့်တာနှမျိုးပဲကြည့်တတ်တာဆိုတော့အကောင်ကြည့်တဲ့လူကအစိတ်မသိဘူးအစိတ်ကြည့်တဲ့လူကလည်းအကောင်မသိဘူးအခုဖျားတော့အစိတ်လည်းမကြည့်ဘူးအကောင်လည်းမကြည့်ဘူးအမှုကြည့်တယ်လို့ဆိုတဲ့ခါကျအမှုကြည့်တဲ့သူကအကောင်လည်း အေးမထားဘူးအစိတ်လည်းအေးမထားဘူးသူတို့ရအမှုပြောတာတမအမှုဟာအရိယတစ္ဆာတမဟုတ်နော်တမအမှုဟာအရိယတစ္ဆာဆိုတော့အာဒီရိယတစ္ဆာတိတ်အေးကြီးတဲ့တစ္ဆာပေါ့ဒီရိယတစ္ဆာကိုကျုပ်တို့ဖျားမှုခေါ်နိုင်တာလို့သူတို့ပြောကျုပ်တို့ကဖျားကိုမချီးကျူးတိုက်ပါဘူးဘာလို့လဲဆိုတော့ကျုပ်တို့တိတ်ငယ်လုံးပါတယ်ဖျားနဲ့စားတဲ့ခါကျဖျားကိုကျုပ်တို့ကချီးကျူးလောက်တဲ့အနေထားအထိရည်ချင်းမရှိဘူးလို့ပြောကြပါတော့ ဒါမှမဟုတ်အရိယတစ္ဆာတရားကိုသူဘူးဖော်နေတာလို့တော့သူကပြောခုပြောရမှာဘသူကဖော်နေဆိုဂရတီတွေလည်းဖော်နေဘူးကွန်ပျူတာတွေလည်းဖော်နေဘူးသူကပြောပြီးကမ္ဘာပုဂ္ဂိုလ်တွေဘသူကဖော်နေညာဒီအမှုကိုတစ္ဆာတရားဖြစ်နေသူဖော်သွားတာဗျာဒီမှုတစ္ဆာတရားဖြစ်နေဖို့ဘာလို့တစ္ဆာတရားသူဖော်နေတာတုံးလို့မေးတော့သူကအကောင်နေလည်းပဲကျင်လည်ခဲ့ပြီထီးနေနန်းနေကြံကန်းနေမရနေတားနေသူနေခဲ့တာအဲ့ဒီတော့အကောင်နေကြည်တာလေသူက အကောင်ကိုရေးထားတာနောက်တောထွက်လိုက်တဲ့အခါကျတော့အစိတ်တွေကိုရေးထားအကောင်တွေကိုပြစ်ပြေးတာလားတခါတောထဲကနေ6နှစ်လောက်ကြာတဲ့ခါကျငါဒါလုံနေလို့တော့သေတာပဲရှိမှာပဲဘာမှရမှာမဟုတ်ဘူးဆိုပြီးတခါလားအဲ့ဒါလဲသူကကြောခိုင်းလိုက်တဲ့ခါကျသူအစိတ်လည်းပြစ်ခဲ့ပြီအစိတ်မျက်နှာမူထားရလဲသူခွာခဲ့ပြီအကောင်မျက်နှာမူထားတာလဲခွာခဲ့ပြီးသွားပြီအကောင်လည်းမကြည့်တော့ဘူးစိတ်လည်းမကြည့်တော့ဘူးဆိုသူဘာကြည့်မှာလမ်းနှလမ်းပျောက်သွားပြီတိစ္ဆာနေရာကပျောက်သွားပြီဆိုတော့ အဲ့တော့သူ့လန်ဒလန်ကလူသွက်လူဖြစ်နေတဲ့ခါကျတော့လန်ဒလန်ကပေါ့လာတာပေါ့အဲ့တော့ပေါ့တာကြပါဆိုအမှုပေါ့တာအာအမှုပဲရှိတာဒါကြောင့်မလို့အေဒီခေါ်ဥောအန်ဒီအနုပကံဒီအစွန်းရောက်နေတဲ့အစိတ်ကြီးတဲ့အကြည့်မျိုးနဲ့အကောင်ကြီးတဲ့အကြည့်မျိုးနှစ်ယောက်ကိုစွန့်လွတ်လိုက်တဲ့အခါကျမှမကရောက်တော့တဲ့အခါကျမှမိဒီမာပฏิပဒါတထာဂတိနာဘိတံမောတာတထာဂတိနာငါဖျားမှာမိဒီမာပฏิပဒါအမှုမြင်တဲ့တကယ့် လူနဲ့တက်မှတ်တဲ့အမှုအမြင်ဟာတဲ့အဘိဓမ္မဗုဒ္ဓါထိုးထွင်းပြီးငါသိတာဟုတ်တာပေါ့ညသူ့မျက်စိကအကောင်မှမရှိမှမရှိတော့ပဲသူ့မျက်စိကအစိတ်မှလည်းမှမရှိတော့ဘူးလို့ဆိုတဲ့အခါကျသူ့မျက်စိကဘာမှမမြင်မဲ့လည်းနေလို့မရတာဆိုတော့ဟောအမှုမြင်တာဖြစ်လာတာအဲ့ဒီအမှုဟာမြင့်စိမပฏิပဒါဗျအမှုမြင်တာမြင့်စိမပฏิပဒါအဲ့ဒါလေးလည်း ိတ်သဘောထားကြသမားလို့ပြောကြပါသို့เนาะကျုပ်တို့တွေဘာဖြစ်လို့အမှုမြင်တာကိုမိစိမပฏิပဒါလို့ပြောရတာတုံးလို့မေးရင်လူတွေကအမှုသုံးတာတကယ်ကြတော့ကျုပ်တို့အကောင်ကိုကြည့်တဲ့လူကကြည့်နေပြီမလို့အမှုသုံးတာဒီအကောင်ကပြောမှဆိုရင်တော့ဒီအကောင်ကြီးကအမှုတွေကိုလုပ်တယ်လုပ်တဲ့အခါမှာသူလုပ်တဲ့အမှုကတော်တော်ကိုဆိုးဝါးညစ်ပတ်ဆုပ်ပြပြီးကြလားဘယ်လိုမှလူလက်မခံနိုင်တဲ့အနေအထားရောက်တဲ့အဖြစ်ကိုသူလုပ်နေပြီလို့ဆိုရင် အမှုကတော်တော်ကိုအသုံးမကျတော့ဘူးဆိုအဲ့ဒီအကောင်ကိုမှုအဲ့ဒီအမှုကိုလုတဲ့အကောင်ကိုပြစ်လိုက်တော့တာပဲကို့အဖေဖြစ်လည်းပြစ်မှာပဲကို့အမေဖြစ်လည်းပြစ်မှာပဲကို့သားသမီးဖြစ်လည်းပြစ်မှာပဲအမှုကသာစုပ်ပြပြီးတော့တခါတည်းကိုရွှန်ရှားစရာကောင်းလောက်အနေထားမျိုးစီဒီဒီအမှုကရောက်နေပြီဆိုရင်အဲ့ဒီအမှုကိုဆောင်ထားနေရတဲ့အကောင်ပြစ်မှာပဲအဲတကယ်လို့မှကို့ရန်သူဖြစ်တဲ့သူကအမှုတွေကကောင်းနေတယ်ကို့အကျိုးဖြစ်အောင်နေတယ် ကိုယ်စီပွားဖြစ်အောင်နေကိုယ်ချမ်းသာအောင်နေကိုယ်ရန်သူဖြစ်တဲ့သူကလှုပ်ပေးနေတယ်ဆိုရင်တော့ဗာအဲ့ဒီရန်သူလည်းကျွတ်တော့ကနေတိတ်ပိုက်ပါပဲဘာဖြစ်လို့လဲဆိုရင်လည်းကျွတ်တော့အကောင်ကြီးတာမဟုတ်တော့ဘူးအမှုကြီးတာဖြစ်သွားပြီအဲအဲ့လိုမျိုးလို့ဖြစ်သွားအဲဒါလူလောကယတိတိမတိတိအဲ့လိုလုပ်တယ်အဖေလေးမေရာမတိပါဘူးအဖေလေးမေရာသူတို့မွေးထားတဲ့ဒါသူကြီးတွေကိုအကောင်လေးတွေဖြစ်နေသူတို့ချစ်ကြတာပါပဲအကောင်လေးတွေဖြစ်ချစ်ကြပြီဒီအကောင်လေးဟာ အဲသူတို့စိတ်နဲ့မဆန့်ကျင်သေးဘူးလေဒီကောင်လေးရဲ့လှုပ်ရှားမှုကသူတို့စိတ်နဲ့မဆန့်ကျင်ဘူးအဲနည်းနည်းကြီးလာတဲ့အခါကျတော့သူတို့အလိုနဲ့မတည့်တာတွေလည်းဖြစ်ဖြစ်လာပါပေါ့ဖြစ်လာရင်တော့သွားတော့ပဲဗျာတခါလေဒါဖြစ်မှာဗျာအမေလှုပ်တဲ့သူအဖေလှုပ်တဲ့သူလည်းပင်၃ချိန်လောက်တစ်နေ့တစ်နေ့ညှစ်နေတယ်ဆိုတော့ဘာနှဖူးတိုက်တူးတယ်ဆိုတဲ့သဘောမျိုးနဲ့ဆဲဆိုးနေတယ်ဆိုတော့ဗျာအမေအိတ်ကိုမလာခင်းနေတော့ကွာမင်းမျက်နှာလည်းမမြင်တော့ဘူးဆိုတာဒီကောင်ကိုမပြစ်ရှိမလားဗျာပြစ်မှာပဲဟုတ်ပါဘူးဟုတ်ပါဘူး သူတို့ကတပတ်လို့ဆိုရင်တော့ဟောသူချစ်တာကအမှုချစ်တာ哦ပေါ့ဒီအမှုရဲ့ဒီဟာအကောင်ဖြစ်နေလို့ဒါအကောင်သိပ်ပဲတာလူကမသိဘူးအမှုချစ်တယ်လို့မသိဘူးအကောင်ချစ်တယ်လို့ပဲထင်နေတာတမန်အကောင်နဲ့အမှု꽌မှမ꽌တာတမန်အဲအဲ့လိုဖြစ်နေတာအဲ့တော့သူတော့ဟောလူလောက်ကကြီးအမှုနဲ့ဆက်ဆံနေကြတာဟာလူတယောက်နဲ့တယောက်ဟာအမှုကြည့်ပြီးဆက်ဆံနေတာအမှုမကောင်းရင်ကြောင်းပဲရန်သူဖြစ်နေလဲအမှုကောင်းရင်တော့အောင်းပဲလာလာမကောင်းလို့ရှင်လာမင်းငါလည်းပေါအောင်ပေါ့ဗျာလား အမှုမကောင်းရင်တော့သွားတော့ပင်သွားတော့ဘလောက်ရင်နေတဲ့အဖေဖြစ်လဲသွားအမေဖြစ်လဲသွားပဲသားသမီးဖြစ်လဲသွားပဲအဖို့သာမကောင်းရင်ကတော့နော်အဲ့လိုဆိုတော့ဩလူကအမှုကြည့်တာလို့ဆိုတော့ဖះအမှုမျက်စိပေါက်သွားပြီလို့ဆိုတဲ့ခါကျတော့ဒီအမှုကလူနဲ့အတဲ့ဆုံးအမှုသစ္စာပေါ့ဗျာဒါကြောင့်မေဇိမပါတိပဒသစ္စာအရိယသစ္စာဆိုပြီးတော့သူအဲ့ဒါခေါ်သွားတာဗျာအဲ့တော့ဒီအရိယသစ္စာကသူကအမှုကိုနှမျိုးပြောသွားတာပေါ့လူနဲ့မတော်တဲ့အမှုလူနဲ့တော်တဲ့အမှု လူနဲ့မတော်တဲ့အမှုကိုဆိုရင်တော့ဒုက္ခတစ္ဆာဒမှုရတစ္ဆာလူနဲ့တော်တဲ့အမှုကြတော့နိရောဓတစ္ဆာမဂ္ဂတစ္ဆာဟောဒီလိုနဲ့အဲမဂ္ဂတစ္ဆာဆိုရင်ကျင့်အဲဒမှုရတစ္ဆာဆိုရင်ပဲဒုက္ခတစ္ဆာဆိုလို့ရှိရင်တော့အာဖြောက်နိရောဓတစ္ဆာဆိုလို့ရှိရင်ဆိုင်သူအဲ့လိုမျိုးလို့ဒုက္ခတစ္ဆာဆိုရင်သင်္ကန်းဆံယူပေါ့ဗျာနော်သူကအဲ့လိုမျိုးလို့တစ္ဆာလေးချက်ကိုသူကအမှုလေးခါဝေဒနာလေးပြောသွားတာအမှုကလူရဲ့လူသုံးပစ္စည်း ဒါပေမဲ့လူတွေကအမှုသုံးနေမှမသိဘူးသုံးနေတာကတော့အမှုသုံးနေတာပါညမညမိုးတောင်နဲ့ကညင်းတာခါလေးကိုဟိုလက်မှတ်ကိုအတုထိုးလို့တကယ်ညမအမှုပြောနေတော့ဒါဟုတ်တော့ကိုထိုးတာမှမဟုတ်ပဲနဲ့ကိုထိုးတာလို့လုပ်တယ်လို့ဆိုတော့ဒါအမှုကမမှန်မှန်ပဲနော်ညမဒါပါပဲမမှန်တော့လည်းပဲတို့ကတော့တိစ္ဆာမကြဘူးဆိုတဲ့သဘောမျိုးနဲ့ပေါ့ဗျာမလေးအကုန်လုံးကလည်းတိစ္ဆာမကြနေတယ်ဘာလို့ခင်ဗျာဘာသိမ့်ပူပူစရာမရှိဘူးသူကပြောရတာပေါ့ဗျာဒါဆိုလိုတာကတော့ အမှုဘလောက်လေးထားတယ်ဆိုတဲ့အကြောင်းပြောရတယ်နော်ယင်ကြီးလေယင်ကြီးတဲ့လူဖြစ်လေအမှုကိုပို့ပြီးတော့လေးထားရလေဟုတ်နော်ဟုတ်ပါဘူးအဲကျုပ်တို့ဆိုလဲလက်မထိုးစရာရှိထိုးလိုက်ပါခွာမင်းလည်းထိုးလိုက်ပါဒီလူပြောတယ်လေးထားရှိတယ်ကျုပ်တို့ဆိုရင်လည်းကျုပ်တို့ကလည်းဘာမှလေးနဲ့ကြီးလက်မဟိုလောက်တာမှမဟုတ်တာဟုတ်အဲလိုမျိုးလို့ဆိုတော့ဒီလက်မထိုးတာများများဘာမှကိုတိတ်လေးမထားဘူးဘာလို့ဆိုသေတံပေးမှလည်းမဟုတ်ဘူးဟုတ်လားတတိယရာထူးပေးမှလည်းမဟုတ်ဘူးလို့ဆိုတော့ကျွန်တော်ပြောထားရင် ပြီးတော့ဗောကာတာအဲ့လိုမျိုးပေါ့ဗျာပြီးပြီးတာပဲဆိုတဲ့သဘောမျိုးပေါ့နော်သူတို့ကတော့အမှုကိုလူဟာတကယ်လေးထားပါလေလူလေးထားတာအမှုပဲတမအကောင်လေးထားတယ်ဆိုတာအမှုကောင်းနေသေးလို့အမှုလေးထားမှမသိလို့အကောင်လေးထားနေတာအကောင်ပြစ်ပယ်တယ်ဆိုတာလည်းပဲအမှုပြစ်ပယ်တာဒါပေမဲ့အမှုပြစ်ပယ်အမှုမသိလို့မလို့ဒီကောင်ကိုကသိုးတာဆိုပြီးတော့သိုးတဲ့အကောင်ကိုပြစ်ပယ်အကောင်ပြစ်ပယ်တာမဟုတ်ဘူးအမှုပြစ်ပယ်တာပဲပြစ်ပယ်တာလည်းအမှုကြောင့်ပဲ အဲသိပ်ပိုက်တာလဲအမှုပြစ်ပယ်တာလဲအမှုပဲလူကတကယ်အမှုကိုသိပ်ပိုက်တာအမှုကိုပဲအလေးထားတာမသိဘူးတိုင်းပဲအလေးထားတာမသိဘူးမလို့မသိတဲ့လူတွေလည်းအဲ့ဒီတိုင်းပဲလုံနေတာအမှုပဲလေးထားတာလဲအမှုတော့မတွေ့ဖယ်လိုက်နဲ့အမှုတော့မဖောက်ပြက်လိုက်နဲ့ဖောက်ပြက်လိုက်ရင်တွေ့ဖယ်လိုက်ရင်တွားရောအဲ့ဒီလူတော့ကင်းခွာတော့မှာပဲအဲအဲ့လိုမျိုးလို့ဆိုတော့ဒါလူနဲ့အသိမြတ်ဆုံးအရိယအရိသစ္စာဖြစ်တဲ့အတွက်အဲ့ဒါကိုအရိယသစ္စာလို့ ဒါလိုပြောလိုက်တာတော်ကြီးတို့ဒါကောင်းတဲ့တရားလို့ပဲကျွန်တော်တို့မြင်တယ်အဲ့တော့အခုတရားကိုပေါ်တော့ဒါဆုံးထိတာနာကြည့်ပြီးသွားလို့ရင်ဒါဖះဟောကျင်တဲ့ဒီမေသိမပရိပဒါပေါ်တော့အလဲလဲလန်းစင်ဆိုတာဘလို့ရမျိုးလဲဆိုတော့ပေါ်တော့ဒါကောင်းကောင်းကြီးနားလေသွားနိုင်လောက်တဲ့တရားမျိုးတော့ပေါ်တော့အခုတရားပြီလို့ကတော့ဒါမဆုံးသေးဘူးဗျကျွန်တော်ဒါနောက်ထပ်ကြံတဲ့မိနစ်တွေကိုဒါတခြားကောင်းစင်တစ်ခုနဲ့ပေါ်တော့ကျွန်တော်ထပ်ပြီးတော့တင်ပေးပါမယ်